ားလုံးပဲမင်္ဂလာပါအာစီတူတာဆုံရာသားဆုံ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျဒီနေ့မှာတော့ဟန်ဆိုင် စေမန်ရေးသားထားတဲ့တန်လျာများစွာရဲ့စာအုပ်အပိုင်း၄ကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျအားလုံးပဲနားဆင်ခန်းစားပေးကြပါဦးခொနည်းပရိမောက်ကိုဖွင့်လိုက်ဒီနေ့လာရန်ဝိုးရွားကအခန်းထဲသို့တိုးဝင်လာသည် လောင်းနေသူလေးနူအေးတွေပါဝင်ရောက်လာသည် လေထဲတွင်ညှူဆို့ဆို့အနံ့တို့ပါလာကြသည်အမလေး ပရိမောက်ပြင်မာတွေ့ရသောအရေးနှိမ့်ကြောင့်ကျွန်တော်ပါဇက်ကအာမေရိတန်ထွက်ကြလာသည်မကြောက်ပါနဲ့ကျမတို့ကအကူအညီတောင်းခြင်းလိုပါမျက်နှာတစ်ချမ်းလုံးပုံးပဲ့တရားနေအမျိုးမီးကကလေးတယောက်ကိုရင်ဝင်ဝဲညာလက်နှစ်ပိုက်ထားပြီးဘဲလက်ကမူငားနေသားရွယ်ကလေးငယ်လေးကိုဆွဲထားသည်အနီးကလည်းသွေးစားတွေပီပွားနေထိုငားနေသားကြီးလက်တစ်ဖက်မှာလက်မောင်းနေရာကဒုံးဒီပြက်ကသွေးစားတချို့ထွက်ကြနေသည်လမ်းမှာရင်မတော်ဆဖြစ်ပြီးနီးရာကျောင်းဝင်ထဲဝင်လာလေလားဟုကျွန်တော်တွေးမိလိုက် ကျွန်တော်နေထိုင်အကြောင်းကဒကမာကြီးမရှိတော့ကြောင့်ဝင်ရအောင်လွယ်ကူပြီးဤရပရင်းမောက်ကိုခောက်တာဖြစ်မိဘာကူညီရမလဲဗျကျမတို့သားမီးကညနေမှာမောင်ရင်တို့ခုတ်ဖို့လုပ်တဲ့ညောင်မေမှာနေပါတယ်အဲ့ဒီနေရာရတာမကြသေးပါဘူးရှေးဘွားကုတို့ကြောင့်နေစရာလေးရတော့ရှိသေးထပ်မခုတ်ဘူးဆရာတို့တောင်းပန်ပြီးပါညနေခုတ်တာကျမသားလက်ကိုခုတ်မိပါတယ်ဟာဒါဆိုသူတို့ကလူမဟုတ်ဘူးဗျာဗျာကျွန်တော်စိတ်ထဲကပြောမိနေတယ် ဂုံတော်ကိုပါရွတ်ဆွေရန်ကြိုးစားတော့လဲဘယ်ကဆဆိုတာမသိတော့တာကြောင့်ကျွန်တော်ပါဇက်ကအရဟံအရဟံသာထွက်ကြလာသည် စိတ်ကူတည်ငြိမ်စီရန်ကြိုးစားလိုက်သည်တို့သားမိကထွက်ခွာမသွားကြသည်ဆရာတော်ဘုရားကိုရှောက်ပြီးပါ ကျမတို့တနာပါအမျိုးသမီးကပြောရင်းနဲ့ငိုတော့ကိုယ်တိုင်သွားရှောက်ပါလားဗျာကျမဆရာတော်ဘုရားအိမ်မထဲသွားလို့မရဘူးကျောင်းတွင်းထဲလည်းဝင်လို့မရဘူးတောင်းပန်ပါတယ်ကုညီပေးပါအမျိုးသမီးကတနာခံသည်မြဝုန်းနေနေကြည်ရင်ပြောက်ွယ်သွားသည် ကျွန်တော်အိမ်ရတဲ့ကလူလဲပြီးထားရဟာဒါအိမ်မက်လားတကယ်လားကျွန်တော်လက်ထဲတွေလက်နှိပ်ဓာမီးကရောက်နေပြီချင်းကပရင်းပေါက်ကလည်းပွင့်လို့နေပြီအိမ်မက်လားတကယ်လားဝေခွဲများဖြစ်နေမိပရင်းပေါက်ကိုပြန်ပိတ်ရန်လမ်းရှောင်းစဉ်ညောင်ရွက်သုံးရွက်ကိုပရင်းပေါက်ဘောင်ပေါ်တွင်တွေ့လိုက်ကျွန်တော်မျက်လုံးတို့ကပြင်အောင်ကြောင်းဦးကြီးစီကိုရောက်လို့သွားသည်ဟမ်ညောင်မေကြီးရောက်တွေဘုံကြီးတပါဈေးညံရှောင်းနေတာကိုလောက်အောင်ကြောင်းအထင်းသားမြင်ရကျွန်တော်လည်းကြောက်ကြောက်နေပရင်းပေါက်ကိုဆွဲပိတ်ကအိယာပေါ်မြန်တက်ပြီးခေါင်းမီးချုံကပြန်အိယာ ိမ်မပျော်သောကြောင့်တွေးမြဟိုရောက်ဒီရောက်ဖြစ်နေမန္တလေးနေတဲ့ဒီကိစ္စကိုចောင်းနိုင်ဖုံးကြီးကိုရှောက်တရံဆုံးဖြတ်ချက်ချလိုက်မိလင်းကန်ဒီမှာအိပ်ပျော်သွားသည်မို့ចောင်းရှိတပြက်စီလဲကူမီကိစ္စမလုပ်လိုက်ရပြီမြန်နာတိဖျားရှိခိုးမနက်စာစားပြီးဒီခါចောင်းနိုင်ဖုံးကြီးခန်းထဲကိုဥတီလိုက်ဆရာတော်ပြဝင်ဝင်ပြပါဗျာအေးចောင်းသားဝင်ခဲ့လीဆရာတော်ပြကိုဥချပြီးမှဂျမ်းမြေမော်ဒူးတုတ်ထန်းအေးဘာလျှောက်ဆရာရှိလို့ကျွန်တော်ဘယ်ကိစ္စကိုရင်ရှောက်အောင်မလဲစဉ်းစားပြီး ဒီပြီးတော့ညာအိမ်မက်လိုလိုတကယ်လို့ ਨੇ သွေးတွေပေးပွားနဲ့တားမိတုံရောမြင်မှတ်တယ်ဗျာသူတို့ကအเจ้าတိုင်းတောင်ဘက်ကညောင်မင်းမနေတာမဟုတ်လို့ညောင်မင်းကိုဆက်မခုတ်ဘူးဆရာတော်ဘုရားကိုရှောက်တင်ခိုင်းနေဗျာဆရာတော်ဘုရားမျက်နှာကအံအားတင်းသွားပုံပေါ်သည်တစုံတစ်ခုကိုတွေးနေရန်တူသည်ဟေးဟုတ်လားလာသားရွယ်ကလေးနဲ့ငါးနှစ်ရွယ်ကလေးရောပါတာလားဒီခါအံအားတင်းရသူကကျွန်တော်ဖြစ်အရှင်ဘုရားကိုအိမ်မပေးတာလားဗျာဆရာတော်ကခေါင်းခါသည်อืมမဟုတ်ပါဘူးမှန်းကြည့် လွန်ခဲ့တဲ့3လလောက်ကဒီเจ้าဝင်းရှိမှရင်တိုက်မှုဖြစ်ကြတယ်။ကလေးကိုเจ้าကျူကြီးပြန်လာတဲ့တာမီဆိုင်ကနေတိုက်မိကြတာ။တာမီ3အောင်လုံးပွဲချင်းပြီးပဲ။ငါအပြင်လမ်းလျှောက်ထွက်ချိန်နဲ့ဂျုံလိုအမျှတော်ဝေခဲ့သေးတယ်။ဒီကိစ္စအမှန်ပဲကိုကျွန်တော်လက်ခံလိုက်တော့เจ้าကြီးဘက်ကဘုံကြီးเจ้าကိုပါဆက်ပြီးတော့ရှောက်တင်မှုအားယူလိုက်။အေးလေဟိုရှိကလေးကပိတ်တာတွေနဲ့ပေတာမျိုးစားနဲ့အတူတကယ်မျိုးစားကလူတွေနဲ့ရောနေနိုင်တဲ့တာရခများစွာရှိနေတာပဲကိုကဲကျော်ဦးကိုပြောလိုက်အဲ့ညောင်မင်း မခုတ်ပဲခြံနာလိုက်လို့ခဏနေမှာအမျှသွားဝေးရမှာဟုတ်ပလားတင်းမဗျာရှင်းမြအေးတပီတော့ထပ်လျှောက်တင်စရာရှိသေးတယ်ဗျာဇာတော်ကခေါင်းငိမ့်ပြဒီမို့စိတ်ထဲစားစီစားတာတွေကိုပြောရတယ်တပီတော့မနေ့ကမနက်ကတန်တန်းမှမြင်ခဲ့တဲ့ဖုံးယူဟိုဘက်ចောင်းဆောင်ញောင်မီအောက်မှာဈေးနှံရှောင်းနေအောင်တွေ့တယ်ဗျာဇာတော်ကြီးမျက်နှာတစ်ချက်ပြတ်သွားပြန်သည်တပီတော့ဆက်စုတော့မဟုတ်ပြီမယ်အဲ့ចောင်းကြီးကတန်ငါးတွေတရင်သုံးပုံမပေါ်ပါဘူးဗျာဟွန်း ဆရာတော်ကတပင်းချကောင်းခါသည်อืมအစွဲတွေအစွဲတွေကြောက်စရာကောင်းလိုက်တဲ့အစွဲတွေမင်းကိုကိုထင်ပြတယ်ဆိုတော့ဦးစင်းကျွန့်လွှတ်ချိန်တိုင်ပြီထင်ပါတယ်ဆရာတော်ကျွန်တော်နားမလည်သောစကားတွေဆိုသည်ကဲလာဒီကိစ္စကိုဗရာဏနာကဆရာတော်ထံသွားပြီးတော့ရှောက်ကြအောင်ဆရာတော်ကဂရင်းပေါ်မှာထားထိုင်ဖဏစီးသည်ကျွန်တော်သိကျင်နေသည့်အဖြေကိုလည်းလမ်းဆောင်ပြောပြတယ်အေးစားတော့မပြောတော့နေတာအခုတော့မင်းသိတယ်ထင်လို့ပြောပြတယ် တကယ်တော့မင်းတွေ့တဲ့ဖုန်းကြီးကအဲ့ဒီအကြောင်းရဲ့ကြောင်းနိုင်ဖုန်းကြီးပဲတိတ်ကိုဝီနီးလိုက်နာပြီးကြီးညိုစရာဦးစင်းပါငါတုတူအရင်ပဲလေတင်မဘုရားဦးပြန်လဲမလျှောက်တင်တိုင်းကိုအန်အုံးနေမိအေးအခုဒီအကြောင်းကတိုက်ရုပ်စရာတော့နဲ့အဲ့ဒီကိုရိုနဲ့ငယ်တငယ်ချင်းတွေရွာလဲတူတယ်ကိုရင်ဝတ်တာလဲတူတယ်အဲ့ဒီအကြောင်းကကြောင်းနိုင်ဖုန်းကြီးပြန်လွန်တော်မူတော့ဆရာတော်ကိုဗဒနာနာကဆရာတော်ကကြောင်းနိုင်ဖုန်းကြီးဖြစ်ဆက်နေစီပြီးတော့အခုတိုက်ရုပ်စရာတော့ကိုသူ့နာခေါ်ထားလိုက်အသက်30နဲ့ကြောင်းနိုင်ဆရာတော်ယာရူးယာတော့ဒီညာကိုစိတ်ဆွဲသွားတယ်ထင်ပါရဲ့ အဲတုန်းကငါကိုရင်စာတင်သားဘဝပဲရှိသေးတာဆရာတော်မှာယောဂါတခုရှိတယ်တင်မဗျာလမ်းမှာတွေ့သည့်ဆုံးခံကြွမိကိုတော်တွေကဆရာတော်ကိုတွေ့တော့လက်အချီကနှုတ်ဆက်ကြဆရာတော်ဆက်ပြီးတော့မိန်လာမိစကားကိုစိတ်ဝင်စားနေနားဆွေးမိသည်ဟွန်းဆရာတော်ကအညာကြီးပြောတဲ့ခါလမ်းထားလျှောက်တဲ့အမူကျင်းလို့ပြောရမလားယောဂါလို့ပြောရမလားရှိတကားပေါက်ပိတ်ထားလဲဖွင့်ပြီးလမ်းလျှောက်တတ်တယ်နောက်ပြီးတော့သူ့အေးရစီသူပြန်ကြွလာတာသူအိမ်နေတဲ့လမ်းလျှောက်တာတွေမမှတ်မိတတ်ဘူးဆရာတော်ကြောင်းနိုင်ရာတို့ယူပြီးတပတ်ကြာမနက်၄နာရီ၅မိနစ်မှာ ရထားလက်မဲ့လမ်းလျှောက်သွားမြင်တဲ့သူတွေကဈေးညံလျှောက်တယ်ပဲထင်ကြတာပေါ့ဘယ်သူမှမတားမိလိုက်ဘူးရထားနဲ့မတော်ဆကြိတ်မိတာပဲဟွန်းဆရာတော်များမှာစကားပြောနေတဲ့အတိတ်ကိုသတိရကမောဟိုက်နေပုံပေါ်တယ်ဒိတ်ကိုဒီလားစင်ကြဲတဲ့ဘုန်းကြီးကဘုန်းကြီးပိတ်တာဘွားကိုရောက်နေလိမ့်မယ်လို့ဘယ်သူထင်မလဲလေအဲ့ဒီကြောင့်ဘုန်းကြီးပြန်လုံတော်မူပြီးကြောင်းနိုင်သုံးပါဆက်ထိုင်သေးတယ်ယောဂါထူပြောတာရဲ့မမြင်အပ်တာတွေမြင်လို့ကမွာတွေလည်းရုတ်ခဲကြမှာမရပါဘူး နောက်တော့ဘသူမှမထိုင်တော့ပဲပိတ်ထားလိုက်ရတာတင်ပါဗျာအုံနေကဲတွေစီထားသောလမ်းပေါ်တွေလမ်းဆောင်နဲ့ကျွန်တော်မှအန်အောစိတ်တွေသာဖြစ်နေမိတော့သည်တကယ်တော့လေအပေကြဖို့ဆိုတာကဒူးဆိုင်ဆယ်ပါးကိုကျူးလွန်မှပါဒူးဆိုင်ဆယ်ပါးကိုကျွန်တော်တွင်းနေတဲ့ဘုန်းကြီးကဆက်ပြောသည်သူတတ်တတ်တာသူဥစ္စာလိန်ညာခိုးယူတာသူသားမယားပြင်မာတာလိန်ညာပြောဆိုတာဂုံးတိုက်စကားပြောဆိုတာယုံရင်ကြံတန်ဆဲဆိုစကားပြောတာအကျိုးမရှိတိမ်ပြင်းသောစကားပြောတာ သူတစ်ပါးဥစ္စာမတရားလိုခြင်းတတ်မှတ်တာသူတစ်ပါးကို ပြက်စီးစေလိုတာ ကုသိုလ်အကုသိုလ်ကောင်းကျိုးဆိုးကျိုးမရှိအယူမှားတာတွေကြောင့်သာအပေကြတတ်တာဆရာတော်ကဒီလားဒီလောက်ဖြူစင်တာကိုအေးလေဗုဒ္ဓဘုရားလက်ထက်ကတော့တိတ်တအမိရှိတဲ့ယဟန်တစ်ပါးဒူးစရိုက်မှုတွေမရှိပေမဲ့သင်္ကန်းကိုဆွဲတဲ့လောဘစိတ်နဲ့ပြန်တော်မူခဲ့လို့တန်ပိတ်တာဘွားရောက်ခဲ့ရသေးတာပဲဆရာတော်ဘုရားကသူ့ဘာသာမင်းဖြေနဲ့ကြွားချီတော်မူပြီဒါမဲ့တိတ်တယဟန်ကဒူးစရိုက်အကုသိုလ်မရှိတဲ့အတွက် ်ခொနည်းနဲ့ပိတ်တာဘွားပြန်လွတ်ပြီးတော့နှက်ပြီးရောက်ခဲ့ပါတယ်။음ဆရာတော်ကတော့လမ်းအမေရိကန်ရှောက်ပြီးဗရဏနာကဆရာတော်တရင်300။ចောင်းတို့ရောက်လာခဲ့ကြ။ဆရာတော်ပြောင်းရှိခိုးပြီးတော့ចောင်းတို့ရှောက်တင်တဲ့ခါမှာဆရာတော်ကြီးကဝမ်းသာအားရပြုံးတော်မူသည်။ဦးစင်ကန်ကောင်းပြီဗော။အရင်ကအမြဝေခဲ့တာပဲလေ။သူတာရုခေါ်ဖို့ကံမကြုံသေးပေမဲ့သူကတကဘာတော်မငိုရပါဘူးကွာ။ចောင်းသားကသူနဲ့အမျိုးတော်ဆန်ဖူးမုံရ။ဒါတော့ကိုတင်ပြနေတာ။ចောင်းသားသင်ငန်းလှူပြီးအမြဝေပေးပါ။ ိုတော်တို့ကပရိတ်ရွတ်ပပဇဏိယကမောဟာထပ်ဖက်ကြတိုက်ဟုတ်စရာတော့ပြင်သွားကြတင်းမဖေဟာနောက်ចောင်းဆောင်ဟောင်းတင်းတော်သူတို့စီမံလိုက်ပါတင်းမဖေဟာဆရာတော်ဘုရားတံမ62ကဘာငိုခဲ့ရသူများအကြောင်းတရားတော်ကိုနာယူကြရသည်ကသဘာဘုရားရှင်ပွင့်သည့်ကာလအချိန်ခါကတချို့သောပိတ်တာများသည်သူတို့နှင့်ဆွေမျိုးတော်ဆက်သူများကုသိုလ်ပြုပြီးတော့ဝေပေးတဲ့အမျှကိုသာဓုခေါ်ရတဲ့အတွက်ပိတ်တာဘဝမှာကျွတ်လို့သည်နတ်စည်းစိမ်များခံစားသွားသည်ကို62ကဘာ ငတ်ပြန်ဆင်းရဲနေသောပိတ်တာများတွေ့မြင်သွားကြ၏သူတို့လည်းထိုကဲ့သို့ပိတ်တာဘွားမှကျွတ်လွပြီးတော့စားစရာဝတ်စရာနဲ့ပြည့်စုံခြင်းကြ၏ထို့ကြောင့်ကတ္တဗဗျာရှင်ထံသွားပြီးတော့သူတို့သည်မိသည့်အချိန်ကာလ၌ဤစာလောင်ငတ်မှုသောဘေးမှလွတ်မြောက်ပါမီနီကိုမိရှောက်ကြ၏ထို့တကားကတ္တဗဗျာရှင်ကသူတို့၏ကုသိုလ်ပြုပတ်ဆွေးမျိုးများဖြစ်ကြသောဗန္နာဇိုးလင်မယားသည်နောင်ပွင့်မီဂေါရမမြတ်စွာဘုရားလက်ထက်အခါ၌ဗိမသားမင်းနှင့်မိဖုရားဖြစ်လာလိမ့်မည်သူတို့ဘေးဝေသောအမျှကိုတာရုခေါ်ရမှသာလျှင်ဤစင်းရဲဒုက္ခတွေမှလွတ်မြောက်မိဟုဖြေကြတော်မူလိုက် ထိုပိဒါများသည်နောက်ဖျားတစုပွေမှစားအတော့မီရေးကိုမနှက်ဖြန်မင်းစားအတော့ရတော့မီကဲ့သို့မှတ်ယူပြီးတော့ဝမ်းမြောက်ဝမ်းသာစောင့်ကြလိမ့်နောက်ဖျားတစုပွေရန်နှစ်ပေါင်းမီများလောက်ထိကြာမီကိုရေးတွက်ရန်မလွယ်ကူလားတက်လာသောမြေကြီးအထုနှင့်သာတိုင်းတာရတော့ကတ်သွားဖျားရှင်လက်ထက်မှတက်ရှိများတက်မယ်များပျက်စီးယိုယွင်းပြီးတော့နောက်ဆုံးမြေကြီးဖြစ်သွား၏ထိုမြေကြီးရှစ်မိုင်ပမာဏရှိမှဂေါရမဘုရားပွင့်တော်မူခြင်းဖြစ်ပါသည်ဂေါရမမြတ်စွာဘုရားပွင့်တော်မူလာပြီးရာဇိုပြီကိုတရားဟောကြွတော်မူသောအခါဘိမသာမင်းလည်း ဖျားမှုရှိသောတန်ဃာတော်များအဆုံးကလူရန်စီစဉ်လိမ့်အငတ်ခံမီ90နှစ်ကဘာတိုင်တိုင်ငိုကြွေးဆောင်စားနေရသောပိတ်တာများသည့်တာရုခေါ်ရန်အတွက်ဗိမသားမင်းကြီးနန်းရင်ပြေဝံပြည့်ကျက်လျက်ရှိသို့သောလူသားများသည့်ပိတ်တာများကိုမြင်နိုင်သည်မဟုတ်သောကြောင့်ဗိမသားမင်းကြီးသည်ဆွေမျိုးပိတ်တာများရောက်နေသည်ကိုမသိရှာဘူးထိုနေ့ကစွန်းကတ်တရားနာပြီးတော့ခါအမျှဝေမေ့သွား၏အကြောင်းကဗိမသားမင်းကြီးဟာဘရင်နှင့်တန်ဃာတော်များအတွက်ကြောင်းနေရာစီမံပေးရင်စဉ်းစားနေသောကြောင့်ဖြစ်၏ ထိုကြောင့်ညာဟုတ်သောကတာရုမခွာသောပိတ်တာများပြင်းစွာအော်ဟစ်ကြိုက်ပြင်းစွာငိုကြွေးကြိုက်ထိုတန်များကြောင့်ကြောင်ယုံထိတ်လိုက်မင်းကြီးသည်တညာလုံးအိပ်၍မပျော်ဖြစ်နေရှာ၏မိုးလင်းသောကဘုရားထံသွားပြီးတော့ညာကကြားသောအတန်များအကြောင်းကိုရှောက်ထားမေးမြန်းဘုရားရှင်ကအကြောင်းစုံကိုရှင်းပြတော်မူသည်ထိုကြောင့်နောက်တစ်ချိန်ဆုံးထက်ကြွေးပြီးအမျှဝေသောခါတွင်မှဇွေမျိုးသားချင်းပိတ်တာများအလုံးချမ်းသာဒုက္ခရာသွားကြသည်ကိုဘုရားရှင်ဒီကိုတော်ကြောင့်ဘိမသားမင်းကြီးမြတ်ဝါထင်နေမြင်လိုက်ရလေသည် ညောင်မင်းကြီးအောင်းနိုင်တန်ခါငါးပါပြေးရုပ်ကမဝါရုပ်ဆိုကြကျွန်တော်ကသင်ငန်းဝယ်ကတန်ခါတော်တွေကိုကတ်လှူပြီးတော့အမျှဝေးတာယုဆရာတော်ကကျောင်းဆောင်ကြီးပဲကြည့်ပြီးတော့ကောင်းချင်းပြတာယုဆရာတော်မျက်နှာရင်းကျင်းနဲ့ဝမ်းမြောက်နေဟန်တွေ့ရတယ်တာဓုတာဓုတာဓုဟူပြီးပြီးသားသားအတန်ကြီးကိုကျွန်တော်နားထဲတွင်ကြားလိုက်ရအမွေရနန်းတို့ဘဝင်းညင်ကိုဖုံးလွှမ်းသွားနောက်ကျောမလုံးမလဲဖြစ်သည့်ခံစားချက်ပါပျောက်ကွယ်သွားတော်သည်ညနေပိုင်းတွင်ကျော်ဦးကကျောင်းနိုင်ကြီးကိုဖြတ်ဖို့လူငါးထွက်ရှာမနက်ဖြန်မနက်ဆိုရင်စေးတက်ကတော့ပထမနေ့ခီးတွယ်စတင်တော်မူမို့ ညာပိုင်းဖျောက်ပြုတ်ပြီးတာနဲ့အခန်းထဲဝင်ကအိတ်လိုက်တော့တညာလုံးနှစ်ချိုက်စွာအိမ်မောကြပြီးနိုးလာသည့်အချိန်ကမနက်၄နာရီအထိကိုကြုံနှင့်သူကြောင်းရှိတပြက်စီးလဲရသည်တပြက်စီးလဲနေညောင်မင်းကြီးအောက်တွင်သင်္ကန်းညောင်မြင်လိုက်မိသည်အလင်းအောင်သိပ်မရသေးသောကြောင့်တဲကိုဝဲမမြင်ရတော့ညောင်မင်းကြီးအောက်တွင်ဘုံကြီးတစ်ပါးရက်ကကြောင်းအောင်ကြီးဘက်ငေးမောနေရန်တွေးရသည်ညောင်မင်းကြီးဘက်ကျွန်တော်ခြေတလန်းချင်းလှမ်းသွားမိသည်ကျွန်တော်ခြေတန်းကြောင့်ညောင်မင်းကြီးရောက်မှဘုံကြီးကကျွန်တော်ကိုကြောပေးနေရမှတပြေးပြေးလှဲ့လာတော့သည်ရှစ် လေပင်လင်းချင်းလေးများတိုးဝေးမှုကြောင့်ညောင်မိုးစိတ်များကလှုပ်ရမ်းနေကြဆဲလေးတန်တဲ့တဲ့လေကြအာယုံဤလင်းအောင်ကညောင်ပင်အောက်ကဖုံးကြီးထံဖြာကြဆရာတော်ကမကြွမလို့ပဲများကိုတင်ထပ်ပြလာပြန်လီတလားကိုတွေးမိတဲ့ကရင်ခုန်သံမြန်လာဖုံးကြီးကကြောပေးနေရမှာတဖြည်းဖြည်းကျွန်တော်ဘက်သို့လှဲ့လာတော့ခါအန်အားသိမိလက်အုပ်ချီလိုက်ရ။အော်ပဇမ်းမအာမေရိကန်ကအလိုလိုထွက်သွားမိဆရာတော်ပြားကိုဦးချတယ်။တာဒုတာဒုတာဒုလိုရာစန္ဒပြေးပါစီကွယ်။ ပေးတယ်ဆိုနဲ့ပြရပါလို့ဗျာတကားလေးကိုကျေးဇူးတင်လိုက်တာတကားလေးကျေးဇူးကြောင့်ဘုံကြီးရဲ့မိဒသဟာယတငယ်ချင်းသတင်းသုံးပေါ်ကကျွတ်လို့ရအောင်သွားနိုင်တာမခံဘူးမောင်ဗျာတိုင်းဆရာတော်ယခုလိုဘူးမြောင်ကွင်ရအောင်ကျွန်တော်စိတ်ထဲတီးကျင်နာတွေကိုမေးမြန်းကျွန်တော်ဘဝအကြောင်းအိမ်မက်အကြောင်းကိုပြောပြရွာဦးဆရာတော်ဗျာမိန်ကြားသည့်ဇကားနဲ့ခတ်စင်တူသည့်ဇကလုံးများသာနာယူရပြန်ဖြစ်ချိန်တိုင်းဖြစ်မှာပေါ့ဘသူမှတားလို့မရပါဘူး တရားများများထိုင်ပြီးဝိပဿနာရှုမှတ်ပါတကားလေးတင်ပါဗျာတပီတော့မမြင်အဲ့ဒါတွေမြင်နေတာပျောက်ချင်ပါလေဗျာဇာတော်ဗျာကပြောတော်မူသည်ရာဘူးအတွက်ကြင်ငယ်ပြီးမရခြင်းလို့မဖြစ်ဘူးတကားလေးရဲ့မဖြစ်ချင်ဘူးလို့တွန်းကန်မထားနဲ့ဖြစ်ချင်လို့နယ်လို့လည်းဇုံမတောင်းတနဲ့အလေလက်ပဲနေပါအစဉ်ပြေသွားမှာပါဒီလိုတွေမြင်တော့အခုလို့ကူညီနိုင်တာပေါ့ပိတ်တာတွေဘဝတနာစရာကောင်းပါတယ်တန်နိုင်သမျှကူညီပါတကားလေး တင်းပါဗျာဘုံကြီးလည်းအအောင်ဆုံးဖုံးမိချင်းရောက်နေပြန်ကြွားတော့မယ်ဘုံကြီးငယ်စရာတရင်သုံးခဲ့တဲ့အကြောင်းကိုအမှတ်တရနဲ့လာပြန်ကြည့်တာပါဘုံကြီးတို့အတူတူကိုရင်ဝှက်ခဲ့ကြတယ်ရဟန်းခံခဲ့ကြတယ်သူကတော့သွားနှင်းပြီလေငါဆွဲတွေကတိတ်ကြောက်ဖို့ကောင်းတယ်ငါဆွဲကင်းမှာချမ်းသာအစ်စ်ကိုရှာတွေ့နိုင်မယ်အနေစဒုက္ခအနတ္တာဆရာတော်ကကျောင်းဆောင်ရုပ်တစ်ချက်ပြန်ကြည့်ပြီးတော့ကြွားချီတော်မူသည် ျွန်တော်လည်းရေဦးစင်ဘော်ကရေဦးသုံးလုံးကိုရေးဖြစ်ရန်အကြောင်းဘက်သို့ပြန်လျှောက်လာတော့သည်ဈေးတောင်းသို့သွားတော့မှမဟုတ်လို့ကျွန်တော်တက်ကြွနေမိမလက်စာစားကခဏနားပြီးတော့ရေချိုးရရေချိုးဤဘဲဝက်ကိုဝေးရမည်လဲစဉ်းစားမိမှဖြူအောင်လက်ရှည်နဲ့ပစိုးနှက်ပြာကိုထုတ်ကာဝေးရသည်ငယ်စဉ်ကလေးကနေ၁၀တန်းဒီတနခါကြောက်ပြင်းပေါ်တနခါတုံးသွေးတနခါပိတ်ကြရက်ကသွားနေကြမလို့တနခါမလင်းရတော့တခုလိုနေသလိုခံစားကျောင်းသွားကနေဆရာတော်ကိုရှိခိုးရတယ်။တပည့်တော်ကျောင်းသွားတော်မယ်ဗျာ။အေးအေးနေလေသာ ထုတ်သွားပါလား။ တန်ခါကိုလောင်းလူသားစီဆိုးများဦးဖျားဖျားမစားလို့တော့ကြောင့်ကျွန်တော်ထမေးတော့မယူပြစ်ခဲ့ပြီရတယ်ဗျာတပိတော့ကြောင်းနာဆိုင်မှာပဲစားလိုက်ပါမယ်ဗျာအေးအေးဒါဆိုလမ်းကိုဂယုဆိုင်ဆိုင်ကယ်ရီယာရှုပ်တယ်တင်ပါဗျာဆရာတော်ဗျာဦးချပြီးတာနဲ့ကြောပိုးကြီးလွယ်ကပြိုင်ဘဲကိုထုတ်ပြီးဘုံကြီးကြောင်းထဲမှာထွက်လာသည်စပိန်2မိနစ်ခန့်နေပြီးကြောင်းဝင်းတကမာကြီးစီရောက်လာလမ်းမကြီးပေါ်၌ကားရီဆိုင်ကယ်ရီလူတွေပြားမခန့်များရှုပ်ထွေးနေကျွန်တော်မှတ်ထားသည့်ဖြတ်လန်းတိုင်းတက်ပြီးတော့88လမ်းမှမိပွိုင်းနာရောက်လာတော့သည မိဘဝင်တစ်ခါမှမဖြတ်ဘူးရေရှိကလူတွေနောက်ကနေအသာလေးမျောလိုက်ရစပိန်မိနစ်20ခန့်နေပြီးဘူဒါကြီးရှိသူရောက်တော့ခါညာဘက်ကိုချိုးကဈေးဝင်ကြီးကိုကြော်ပြီးတော့ဈေးချောင်းရှိသူရောက်လာတော့စပိန်ရက်တော့ခတ်ပြီးတော့ကျောင်းအသီးနေကဆရာမမပြထားသည် DN1 အခန်းထဲသို့သွားတော့ပထမနေ့၌ကျောင်းသားအလုံးကိုပမ္မခါချုပ်ကနှုတ်ဆက်စကားပြောရင်ဖြစ်တော့ကြောင့်ကျောင်းသားကျောင်းသူ100ကျော်နဲ့ DN1 စာသင်ခန်းမကြီးမှာပြည့်နှံ့နေတော့ကျောင်းသားကျောင်းသူတွေစကားသံများမှာလက်ပံမင်းတွေငှက်အုပ်ကြနေသလိုပဲအလဲလောက်ကလွတ်ရနေရာတွေဝင်ထိုင်ရ ကျွန်တော်ကျောင်းဆယ်မျိုးမှဈေးကြောင်းဝင်သူ9ယောက်ရှိသူကိုတည်တော်လဲတဦးနှင့်သာကျောင်းဆယ်တွင်စုတူတက်ယူ၍ရင်းနှီးနေသည်တခြားလူ3ယောက်ကမန္တလေးဘော်ဒါဆောင်မှအောင်ကြသူများဖြစ်သည်ထိုတငယ်ချင်းကိုလိုက်ရှာတော့လဲမတွေ့ရပါအားငယ်သူတို့ခံစားဇင်လင်းကိုလဲသတိရမိသွားသည်ဟေးမင်းပဲရလဲဘေးနားမျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ကျောင်းသားကနှုတ်ဆက်ရင်လာမေးတော့ကြောင့်အားငယ်စေးတို့ယောပါသည်ထိုကျောင်းသားမှာဇင်လင်းကိုနဲ့ရုပ်ချင်းစင်သည်မလို့စိတ်ထဲကအလိုလိုခင်မင်သွားမိသည်ငါကြောက်เสียရမင်းရော ရှင်ရွေကားမျိုးလားဦးတန်းရွှေမျိုးပေါ့ကွာအေးကွာဦးတန်းရွှေရွာဘက်ကဆိုတာထဲမပြောပြပဲသူပဲမျိုးကလည်းအဖေကိုနားဆွေနေမိသည်ငါတက်ကုန်းကဟာဘာကြီးလားလဲတက်တီတော့ကုန်းတယ်ပေါ့ငါမအေးဘေးတငယ်ချင်းတစ်ကပြုံးဆဆလှုပ်ပြီးဆဲသည်သူရွာသားဆိုတာတေးကြသွားသည်အေးငါရွာသားကွာငါနာမည်ကျော်စောထွေးကျော်စီတောက်ကြသားဖြစ်တော့လဲတနင်္လာနံနဲ့အမိမဲသားချင်းဖြစ်သည်ဟာငါလည်းရွာသားပါပဲကွာငါနာမည်ကျော်စင်လင်း မျိုးပေါ်ကြောင်းလာမတက်ခင်ဖေကမာလိုက်သည်ဒါရွာသားပဲရွေးပေါင်ကိုမှရှိလာလဲသူ့ကျွေးသူ့ရှိလာလဲမျှဝေစားညီကိုလိုသဘောထားပေါင်အဖေဒီလိုမာဒီကလည်းကြောင်းရှိသည်အဖေကအတန်ချက်ဆက်ထောင်ကမင်္ဂလာဆောင်လေးအလူတွေကိုအခါချင်းငွေဖြင့်လိုက်ဖွင့်ပေးစပ်ပစ္စည်းဆိုဒီတိုင်းမကြာခဏပြတ်သည့်ခါမျိုးပေါ်တက်ပြန်စပ်ပြင်းစရာသူ့တွေများနဲ့ရင်းနှီးလာတို့လူတွေရွာလာသည့်ခါရမင်းကျွေးလက်ဆောင်လေးပေးတော်လဲအဖေမျိုးပေါ်တက်ရသည့်ခါလက်ဖေးတော်မတိုက်ဘူးသိရပြီးအဖေကမျိုးသားတော်လာဖွဲဖွဲရာတော်သားမျိုးတက်ရှောင်းလို့ထွက်ပြောလို့ရှိသည် ကျွန်တော်နေ့ကျော်စင်းလေးမိဆက်နေကြတယ်ကိုဘေးကကြောင်းသားပါကြားပြီးတော့လာမိဆက်တရုတ်ဖြစ်သည်တရုတ်ကားရင်းနေကြီးပြင်းခဲ့သူမျိုးတရုတ်ကိုလိုလိုခင်မင်နေမိငါနိုင်လင်းကွာတောင်ကူကဟမ်မင်းတရုတ်ဖြစ်ပြီးနာမည်ကမြန်မာနာမည်ကြီးငါမေကာဗျာကွာကျွန်တော်300တန်းမှာဂုံတို့ဗဏ္ဍာသာပါလဲအမှတ်ပေါင်းဘယ်လောက်ရကြလဲမင်းပြောရင်းနဲ့ငွေပေါင်းလေးလိုခင်မင်သွားကြကျော်စင်းလေးက81 82 32 31ကြားကအဆောင်လေးနေထိုင်သူသိရပြီးတော့နိုင်လင်းက83 84 38 39ကြာဦးလေးအိမ်တွင်နေထိုင်သည်ဟုသိရသူတို့နှစ်ယောက်ကမန္တလေးကိုရောက်နေသည်မှာတပတ်ကျော်ဖြစ်ကြောင်းသိရသည်ကျွန်တော်တို့ကရေပတ်မွေအောင်စကားပြောနေတော့လေအဆုံးနေထိုင်နေသည်တယောက်ကစာအုပ်တို့ကိုသာတဲကြီးမဲကြီးဖတ်နေကြည့်ပြီးတော့ပထမနေ့ရုပ်ခပေးတာဘော်တနီစာအုပ်ဖြစ်နေထိုကျောင်းသားမှာစာကြဘူးသာဖြစ်ရမည်ထိုကျောင်းသားရုပ်မှာရှားညိုနေတူသောကြောင့်စိတ်ထဲကနေရှားညိုဦးနာမည်ပေးမိခဏကြောင်ပမောကကျုံနေဆရာဆရာမမရောက်လာပြီးတော့မိတ်ဆက်စကားဆိုသည်လောလောဆယ်ဆယ်တန်းအမှတ်နဲ့မနက်ပိုင်းနေ့လယ်ပိုင်းနှစ်ဖွဲ့ခွဲပြီးတော့စာသင်ချင်း လက်တွေ practical ခွဲထားတော့လဲနောက်တစ်ပတ်ထဲတွင်နာမည်အခရာဆင်းလိုက်ပြန်ခွဲမိဖြစ်ကြောင်းဆယ်တန်းမိမှကြိုက်တဲ့လောက်သားနားပါဆိုသည့်မိဘများစကားမှမမှန်ကြောင်းမင်းတို့အလိန်ခံခဲ့ရတာဖြစ်ကြောင်းအခုမှဘဝအဆမလို့စာကိုစူးစမ်းပြီးတော့တင်ယူကြဖို့လိုကြောင်းဂိမ်းမစိုးဖို့လိုကြောင်းစသည်ဖြင့်နှုတ်ဆက်စကားဆိုကားဆရာဆရာမတွေနဲ့မိတ်ဆက်ပေးသည်အားလုံးနှုတ်ဆက်ပြီးချိန်တွင်နေ့လယ်၁၇နာရီထိုးသွားပြီဖြစ်သည်ကျောင်းသားကျောင်းသူအားလုံးထားပြန်သည့်အခါကျော်စင်လင်းကဟေ့မင်းနေ့လယ်တာမမစားမှာမသိဘူးကွာဒီနားရှာအောင်မှာ လာငါလေးလိုက်ခဲ့တငယ်ချင်းဖြစ်တဲ့အထိမ်းမနေနဲ့ငါဝယ်ကြွေးမယ်ကွာကျော်စင်လေးကမန်းလေးကိုတပတ်ကြိုရောက်နေပြီးတော့သူတို့ဆောင်ကအကြီးများထံမှတီးတဲ့နေများတိထားတယ်မလို့ကျွန်တော်ထပ်ပိုလဲဝဲပုံပေါက်နေနိုင်လေးကမိန်းနဲ့ကသူ့လေးအိမ်ပြန်ပြီးတော့နေလေတာစားမိဆိုသည်ကျော်စင်လေးကစိန်ငါးကောင်စပိန်ကိုစီးပြီးတော့အရှိကထွက်ခွာသည်ကျွန်တော်ကပြိုင်ပိန်စီးပြီးသူ့နောက်ကလိုက်လာ68လမ်းပေါ်ကတက်နေဝင်းမာလာဟင်းဆိုင်သို့ရောက်လာကြမာလာဟင်းတစ်ပွဲထမင်းစီစံတစ်ပွဲကျော်စင်လေးကျွမ်းကျင်သောမာနေသူကိုကြည့်ပြီးတော့တိတ်တခိုးအားကျသွားမိမင်းမာလာဟင်းစားဘူးလား ဟွန်း2006အဲ့ဒီရွယ်တုန်းကမာလာရင်းစွာကယခုလိုနယ်ဘက်တွေဘက်ခင်မစားသေးသောအချိန်ဖြစ်ခဏကြာအငွေတောင်းတောင်းထားနေသောမာလာရင်းလာချပြီတူတို့တကားမှမကင်ဘူးဘယ်လိုစားရမလဲမသိမင်းတူကင်တတ်လားငါတကားမကင်ဘူးကွာမင်းရောငါလည်းဟိုနေ့ကမှအဆောင်အကိုကြီးနဲ့တူဒီကိုလိုက်လာမှတူကင်ဘူးတာကွာစားကြည့်အဆင်ပြေသွားလိမ့်မယ်ကျောင်းစင်လေးနဲ့ကျွန်တော်ကရေမှတ်ချင်းပုံနီးစပ်သွားကြနေလေသာစားပြီးတော့ကျောင်းကိုပြန်လာသည့်အခါကျောက်ဆယ်မျိုးအားထားကတက်ကနေဆယ်တန်းအောင်ပြီးတော့ဈေးတောင်းဝင်ငွေငယ်ချင်းကိုတွေးရ သူက85လမ်း28လမ်းတောင်းကအမျိုးသားဆောင်မှနေချောင်းရောက်နေဒီမှာ10လောက်ရှိဖြစ်ချောင်းကျူရှင်တွေလည်းတက်နေဖြစ်ချောင်းပထမနှစ်တွင်ဒုတိယနှစ်စာအနေငယ်တင်ရသည်မလို့ဒုတိယနှစ်အတွက်ကျူရှင်တွေတက်နေဖြစ်ချောင်းသိရသည်ဒုတိယနှစ်စာတွေကခက်ခဲသည်မလို့ကျူရှင်တက်ရလိုအပ်ချောင်းတက်ပြီဆိုရင်ကြာသာပြီးည9နာရီ9နာရီအတန်းရှိချောင်းသိရသည်နန်းရှိသူသွားတက်ရမည်ဖြစ်ချောင်းသိရသည်ကျော်စင်လင်းကကျူရှင်မတက်ချင်သေးတာကြောင့်ကြာသာပြီးညတွင်ဒုတိယနှစ်ကျူရှင်တို့လိုက်ရန်ကြောက်စရာတငယ်ချင်းတွေချိန်ထားလိုက်သူဆောင်လိုက်ရန်လမ်းတီချာမေးရသည် ။ဈေးုံကြီးအလဲပေါက်ကနေမြောက်ဖက်နှစ်လမ်းရောက်တည်နေသူ့အဆောင်ဆိုတာသိရတော့မှတ်သားအလွယ်ကူပါသည်။ဈေးတောင်ပထမနေ့တွင်မနက်ပိုင်းစာသင်နေ့လယ်ပိုင်းလက်တွေ့လှုပ်လိုက်နဲ့ခက်ခဲသိမ့်မရှိခဲ့ပြီ။ဇေတန်းတွင်ဘာဘာညာမသိပဲလွတ်ကျက်ခဲ့ရသည့်ဓာတုဗေဒယူပဗေဒဘိုင်းအိုစသည်တို့ကိုတက်ခွဲခန်းလိုက်တကယ်လေးချင်းရသည်မှာပျော်စရာကောင်းလာပါသည်။လက်တွေ့စံသင်မှုလို့စာရီလဲပိုးရင်နားလဲနာမိ။ပထမနေ့တွင်မြန်မာသားအင်္ဂလိပ်စာသင်ချာယူပဓာတုယုတ်ခတတဗေဒဟူ၍ခုနှစ်ဘာသာသင်ရပထမနေ့တွင်ထူးခြားမှုဆိုရင်မိန်းဆေးတောင်ကြီးအောက်ကဖြတ်သွားတဲ့အခန်းအခန်းက ဆူဆူရအနန္တများရနေအောင်သတိထားမိအာဒီတနေ့အချိန်အသီးတနေ့မှာဒိုကန်းကိုစူးစမ်းရှာဖွေဖို့စဉ်းစားထားမိចောင်းတာចောင်းတာတာအဆင်ပြေလားပြောပါဗျာအဆင်ပြေပါတယ်ဗျာတကယ်တော့စပိန်ကိုနိုင်ဝဲကြော်ကြော်နေမိသွားသည်မှာတိတ်အဆင်မပြေပါအရှင်ဗျာတပည့်တော်ဒီညာကျူရှင်တက်ရမှာမလို့ចောင်းပြနောက်ကြမယ်ဗျာဘဲဘက်သွားတက်ရမှာနန်းရှိလို့ပြောပါတယ်ဗျာဩအေးအေးဂယူဆိုင်ဟုတ်တင်းပါဗျာ ဒုံစံတိုင်းဖုံးကြီးကျောင်းကထွက်ဖြက်လန်းတိုင်းတက်98လမ်းတိုင်းလာဘူတာတွေ့တော့ညာကွိစေုံကြီးအလဲပေါက်တိုင်းဝင်ပြီးကြောက်เสียတငယ်ချင်းရှိရာအဆောင်တို့လာသည်တငယ်ချင်းကအဆောင်ရှိကစောင့်လို့နေသည်ငါမင်းလိုက်မှမလို့စောင့်နေတာငါသူတို့နဲ့လိုက်နေကြအဆောင်အကြောင်းသားတို့ဆိုင်ငယ်စီကထွက်သွားကြကျွန်တော်ကစပိန်နေမို့အားငယ်သူတို့ဖြစ်သွားမိသည်သို့တော့ခဏသာအဖေကဆုံးမဘူးသည်လောကမှာရှက်เสียအားငယ်เสียဆိုတာမကောင်းဘူးလို့မှရှက်အားငယ်လို့အမြဲတမ်းပြောတတ်ပညာတတ်ဖို့သာအဓိကကိုတွေးပြီးတော့အားငယ်စေလို့ပြောက်ွယ်သွား တကယ်တင်းကကျွန်တော်စပိန်နောက်ကတက်စီကလမ်းပြတဲတဲစီးသွား26ကျုံးမေးရောက်သွားမယ်မန်လေးကျုံးဆိုဒီမှာ TV တွေမှာသာမြင်နေဘူးရေယခုလိုလက်တွေ့အပြင်မှာတွေ့ရတော့ဝမ်းသာမိညာချိုးပြီးတဲတဲစီးလမ်းတွေလိုက်မှတ်ရသည် ချိုးလာသည်ညာကဖះလမ်းညွန်ဆိုင်မုံမှတ်သားထားမင်းတို့ဆောင်တလောက်ပြောက်ပေးရနှစ်ယောက်ကနှစ်ခန့်ကို3000နေရလွတ်သေးလားခန်းပြေပဲကွာဒါမဲ့ငါနှစ်ယောက်ခန့်ကိုတယောက်တည်းငားနေတယ်မင်းလာနေမလို့လားဟုတ်ပါဘူးကွာဒီတိုင်းမေးကြည့် 26လမ်းတိုင်းတဲတဲ့နင်းလာပြီးစီရနာဟိုတယ်နားကမီးပွိုင်းလိုရောက်လာကြဘယ်ချိုးရမှာလမ်းတွေမှတ်တမ်းအခက်ခဲမှုရှိတော့ကျွန်တော်တို့ကတငယ်ချင်းကြော်မင်းလမ်းပြလို့သာတော်တော့ဒီလိုနဲ့နန်းရှိကဘားချစ်ကျူရှိန်ကိုရောက်လာခဲ့ကြခြံဝိုင်းကျဲကြီးတဲ့တွင်ကျူရှိန်လှူထားခြင်းဖြစ်သည်ခြံဝင်းတွင်၌ကျူရှိန်တဲ့ဟန်လာသည့်လူတရာခန့်ကိုတွေ့ရစပိန်များဆိုင်ငယ်များမှခြံဝါတွင်တန်းစီနေကြခန္ဓာဗေဒဘာသာကိုစတင်ထိတွေ့ခွင့်ရပါသည်စာသိင်းပြန်ကြသည့်ကကျော်မင်းကကျွန်တော်ကိုပြောသည်ငါဆောင်းလူတွေလိုက်သွားတော့မယ်ကွာမင်းပြန်နေတယ်မလား နနေအားငယ်သွားမိပြီသို့သောလမ်းတွေမှတ်သားထားသည်မို့လို့ခေါင်းညှိပြဂျူရှင်စင်းချန်ရှိ၌လာကျူးသည့်မိဘများကားဆိုင်ငယ်များကိုတွေ့ရသည်ဂျုံရှိဘက်လမ်းသို့ပြန်ထွက်ရန်ခက်ခဲမတွေ့ရပါကျောင်းသားချို့စပိတ်များနေတူနောက်ကနေအသာလေးစီးလာမိဂျုံရှိကနေတက်တဲ့စီးလာပြီးစီရိုနာဟိုတယ်တွေ့မှာတပင်းချနိုင်ဒီနေရာကိုရောက်ရင်ကျွန်တော်ပြန်တက်ပြီဖြစ်သည်မိဘယိုတွေ့တော့တွေ့ဝေသွားမိသည်တက်တဲ့ဖြန့်ရမီလားညာကွေးရမီလားဘဲကွေးရမီလားဝေဝဲများဖြစ်နေခြင်းမိကစိမ့်ဘဲဘက်ကွေးကဆက်စီးလာရင်ကျွန်တော်မှတ်သားခဲ့သည့်ဖျားလမ်းညွန်ဆိုင်ပုံရှားတော့ ဘုရားလမ်းညွန်ဆိုင်မှုရှာရေးနေနေကျွန်တော်လမ်းပြောက်သွားတော့သည်မောင်မဲနေသည့်ရက်ကွက်ငယ်တွေရောက်သွားသည်ဘသူ့ကိုမေးရမည်လည်းမသိလမ်းပေါ်တွေလူတယောက်မှမရှိတော့ပြီဘုရားနေထွက်လာမှမသိတဲ့ခွေးတွေကထားဟောင်းကကျွန်တော်လိုက်ဆွဲကြတော့စပိုင်းကအာကုန်နေနဲ့မျက်ရည်တို့ကဝဲလာမိခွေးဦးကြီးကလိုက်လာနေစေကျွန်တော်လည်းစပိုင်းကအာကုန်နေမြဲရမတ်ဆုံမှလိုက်ဖို့နေသည်ဘုရားကယ်တော်မူပါဆိုပြီးတော့ပါဇက်ကအော်မိဒီပင်ဒီပင်နောက်ကနေဖူးသူတော်ဝိဆုံနေလူတယောက်ထွက်လာကမှခွေးတွေကဆမ်းမလိုက်တော့ပဲနောက်ပြန်လဲပြီးတော့လူလေးလမ်းပြောင်းနေတာလား ကျင်လာတဲ့ပုံရသည်မို့လို့စိတ်ထဲအေးချမ်းသွားတယ်။ဟုတ်ကဲ့ပါကြီး။ဒါလမ်းပြောင်းနေတာ။ဘုဒ္ဓရဝိဆုံနဲ့ခါဝါလူကလက်ညှိုးထိုးပြကလမ်းညွန်တယ်။ကျွန်တော်ကျေးဇူးတင်ကြောင်းပြောပြီးစပိန်နင်းလာမိ။စိတ်ထဲမတင်ကားရင်နောက်ကိုပြန်လဲကြည့်တဲ့အခါဘုဒ္ဓရအစ်ပင်ထဲဝင်ရောက်ပြောက်ွယ်သွားတော့သူ။ကျွန်တော်လည်းကြောချင်းချင်းနဲ့ထိုးဘုဒ္ဓရလမ်းညွန်ဒီတိုင်းနင်းလာရင်အမျိုးသမီးစေုံကြီးကိုစတွေ့ထိုးနောက်မင်္ဂလာဆေးတွေ့တော့ထားခုံမတက်ဝမ်းသာသွားမိ။မင်္ဂလာဆေးနဲ့ဆေးကြောင်းကကက်လျက်ရှိတယ်။တပ်ပြင်းချပြီးတော့အားရပါးရပြုံးနိုင်တော့ ထိုနေ့ကဘုန်းကြီးကျောင်းသူည7:00နာရီကျော်မှပြန်အောင်လာကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ကျောင်းဆရာတငယ်ချင်းကျော်မင်းနဲ့တို့အဆောင်နေရန်ဆုံးဖြတ်လိုက်ဘုန်းကြီးကျောင်းရဲ့နေရာဒီမှာနေစားအဆင်ပြေတော်လဲသွားလာမလွယ်ဘူးပါဒီဘုန်းကြီးကျောင်းကနေနန်းရှိတီတနားကြီးစပိန်နေရအသွားပြန်ပြင်းမန်းလွန်းလာမနက်မြန်မာအိမ်ုံဖုန်းဆက်ပြီးတော့အကျိုးကျောင်းပြောရမယ်ထိုးစင်ကရွာ၌ဖုန်းနှလုံးသာရှိတယ်ကျွန်တော်ဖုန်းဆက်ချင်းလင်းလဲလမ်းဘေး PC မှာတမနစ်ငွေတရားပေးကရွာထိပ်ကဖုန်းကိုခေါ်ရအချင်းချက်လောက်ပြီးမှထပ်ခေါ်ရ ကျွန်တော်အဆောင်ဆုံးပြောင်းပြီဆိုတော့ကကျောင်းနိုင်ဖုန်းကြီးကမျက်နှာမကောင်းလာပါတိုးတော့ကျွန်တော်မှလည်းကျွန်တော်အခက်ခဲနေဖြစ်သည်မို့လို့အာနာနာနဲ့အဆောင်ပြောင်းခဲ့လိုက်တော့သည်အဆောင်ရင်းစေးကျောင်းသား30တော်ရှိအတန်းဆုံးနေဆုံးကကျောင်းသားရမို့လို့ဘုသူတအဆောင်ရတယ်လို့အပေါင်းအသင်းပို့ပြီးတော့ဝင်ဆန့်လာစေးကျောင်းရောက်ပြီးတလားကြာနိုင်ကျွန်တော်လှုပ်ချင်နေသောကိစ္စအခေါင်းတွေဖော်ခွင့်ရစိုးရသောအနှံ့အသက်များထွက်နေသည့်အခန်းကိုစူးစမ်းခွင့်ရခဲ့ခြင်းဖြစ်သည်ထိုနေ့လည်း practical စောပြီးအဆောင်တို့ပြန်ပြီးနေဖြစ်အဆောင်နှင့်စေးကျောင်းမှာနီးနီးလေးဖြစ်ပြီးစူးစမ်းချိန်များစွာရခဲ့ပါသည်ထိုအခမ်းအနားသို့ ကျွန်တော်တဖြည်းဖြည်းနဲ့ရှောက်သွားလိုက်ပြီလူသူချင်းနေချင်းမလို့ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပါသည်ကျွန်တော်ခြေထောက်ကိုကျွန်တော်ပြန်ကြားနေရတယ်ဒိုအခန်းတကားဘောက်ကတော့ခံမထားပါအခန်းသားနီးလေစိုးစိုးရအနံ့များပို့ပြီးရလာအခန်းသားသူရောက်တော့ခါခန်းထဲသူဝင်းမတွုံးဆုံနေပြီပြန်ကျွန်တော်ကမမြင်အပ်တာတွေမမြင်ချင်ဘူးပြောပြီးတော့ရှားဝင်နေသူမင်းများဖြစ်နေမလားဟုတွေးမိသွားပြန်သည်မဖြစ်ချင်ဘူးလို့တွန်းကန်မထားနဲ့ဖြစ်ချင်တယ်လို့လည်းစိုးမတောင်းတာနဲ့လေလက်ပဲနေပါဟုသောတာယောဆရာတော်ဘုရားကြီးဆုံးမစကားကိုပြန်လည်ကြားအောင်လာသည် လဲ့ပြန်မှုတိစိတ်ကဆုံးဖြတ်လိုက်တော့လဲမတိစိတ်စေစားမှုကြောင့်ကျွန်တော်ခြေလန်းတို့ကခန်းတကားဝါးစီဥတီနေသည်အနန်းတို့ကပုံမှုဆိုးရွားလာသည်တကားဝါးကိုလက်နဲ့အသာတွန်းပြီးခန်းထဲသို့ဝင်လိုက်သည်မြင်လိုက်ရသည်မြင်ကွင်းကအသက်ရှူရက်မတက်ဖြစ်သွားမိသည်အမလီဗျာဟုတ်ကဲ့ပါဒီနေ့မှာဖတ်ပြတင်ဆက်ပေးခဲ့တာကိုအစားဆုံးနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေ၊ပညာပေးသုတရတ္တဆောင်းပါးတွေ၊ဒုတာဆန်းကျဲဝိထုတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါဦး။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ